တော့မယွေးခင်ရဒီလိုចောင်းយွေးနေရចောင်းတက်နေရအချိန်ပါတော့နောက်ဆုံးတစ်ခွာကျတော့ចောင်းပြီးသွားရင်ဘွဲရသွားတဲ့အချိန်โอเคဆိုတော့ကိုအလုံးဒီနေပဲမှာအလုံးရှာမယ်ဆိုရင်ပေါ့နော်မရှာဘူးဆိုတော့ဒီတစ်ချက်စဉ်းစားကြရမလို့ဆိုတော့အလုံးရှာမယ်ဆိုရင်ဟိုတော်တော်များများကုမ္ပဏီကောင်းကိုဝင်ကျင်တာများတယ်မကုမ္ပဏီကောင်းကနာမည်ကြီးရဲ့ကုမ္ပဏီဖြစ်နာမည်ရှိရဲ့ကုမ္ပဏီကျွန်တော်ကကျတော့ကျွန်တော်တို့ comment လုံးမှာပြောင်းပြန် IT ဘိုင်းနဲ့အသက်မဝင်ကြောင်းပြုမယ်ဆိုရင်ကိုက basket ဆိုတာမရှိဘူး base voice experience ဆိုတာလည်းမရှိဘူးဆိုရင် internship လျှောက်တာတော့မှကုမ္ပဏီကြီးကိုမလျှောက်ပဲနဲ့ startup တွေကိုလျှောက်ပါ startup ဆိုတော့အခုမှကုမ္ပဏီထောင်တာ၄၅၆လပဲရှိအောင်မယ်တစ်နှစ်ပဲရှိအောင်မယ်အဲ့လိုမျိုးနေရာတွေကိုလျှောက်ပါဘာလို့လဲဆိုတော့အဲ့လိုမျိုးနေရာတွေလျှောက်လို့ရှိရင် startup company တစ်ခုရဲ့ struggle တွေကိုကိုယ့်ဘက်ကမြင်တွေ့ရမယ် startup company တစ်ခုရဲ့အလုပ်လုပ်ပုံတွေကိုတို့ကလူ employee နဲ့တော့ကြောင့်မလို့ကိုယ့်ကိုလည်းပြောပြမယ်ဆိုတော့ဒါကကိုယ့်ရဲ့ senior ကသဘောကောင်းတာမျိုးလည်းဟုတ်ဖြစ်ရင်ဖြစ်မယ်ပေါ့နော်ကိုယ့်ရဲ့ CEO ရော CTO ရောသဘောကောင်းတာမျိုးလည်းဖြစ်မယ်ဆိုတော့ startup ကိုရှောက်လို့ရှင်ဒီ struggle တွေတွေ့ရမယ်ကုမ္ပဏီတစ်ခုထောင်ရင်ဘာတွေဖြစ်မလဲ ပြီးသူတို့ဘက်ကနေလည်းကိုယ့်ဘက် experience ကြီးဝေးမြပြီမယ်ပြီးကိုကတကယ်လို့အလုံးထွက်သွားခဲ့မယ်ဆိုတော့မှကိုယ် impact တစ်ခုထားခဲ့နိုင်တယ်ဘာလို့ကုမ္ပဏီကြီးအကြောင်းကိုဒီနေ့ထွက်တယ်ဆိုတော့နောက်နေ့သူတို့က replace လုပ်ဖို့အတွက်လူကရှိပြီးသားကိုကဘာမှတော့ impact တွေရှိခဲ့မှာမဟုတ် startup ကကြတော့အဲ့လိုမဟုတ်ဘူးကိုကဟိုတစ်ခုကတော့တစ်ခုတော့ရှိတယ်ဗျာ startup ရဲ့ဟိုစိုးကြွားတော့ကိုက startup company တစ်ခု join ရင်ဟိုကိုလျှောက်တဲ့ role ထက်တော့ပို့ပြီးတော့အလုပ်တော့လောက်ရတယ်။ဒါပေမဲ့ဒီဟာကိုလည်းကောင်းတယ်လို့ပဲသဘောထားပါတော့။ကိုကိုဟိုဘက်ကကိုကိုကုမ္ပဏီကနေပြီးအလုပ်ပို့ပြီးရင် experience ပို့ရတယ်။ အဲ့လိုပေါ့နော်ဆိုတော့ကိုကဒီ internal ဆက်ဆက် voice brand ရှိပဲအလုပ်ချောင်းရှိလားစာကိုမမှတ်ပါနဲ့ပညာကိုပဲမှတ်ပါလားစာမမှတ်မဲ့အချိန်မဟုတ်ဘူးပေါ့နော်ပညာကိုများများမှတ်ပြီးတော့မှဒီတနည်းနည်းနည်းလောက်ကိုကလုံးဝ intensively invest လုပ်လိုက်ပြီလေတနည်းနည်းတွင်မှာကိုကလုံးဝတော်တော်လားစာမြင်းမြင်းအမျိုးအလုပ်မျိုးပြောင်းလို့ရတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးဖွဲရသွားတဲ့အချိန်ကျလို့ရှိရင်ပညာကိုမှတ်ပါလားစာမှတ်တဲ့အလုပ်မျိုးမရှာပါနဲ့ startup တွေကိုဟိုရှာဖို့အတွက် recommend လုပ်တယ်ပေါ့နော်ဆိုတော့ startup ထဲမှာမှဒီဟို စီနီယာကောင်းတာနဲ့တွေ့ရမျိုးဖြစ်နိုင်လို့စီနီယာဆိုးတာနဲ့လည်းတွေ့ရမျိုးဖြစ်နိုင်စီနီယာမကောင်းတာကြဘူးလို့ပြောလဲဆိုတော့ error တစ်ခုတက်တယ်ကိုယ်မရှင်းပြအောင် data လုံးလိုက်ဆိုပြီးတော့အလွယ်ပဲပြောလိုက်တယ်ဒါပေမဲ့စီနီယာကောင်းနေကြတော့လေအဲ့လိုမဟုတ်ဘူးဘာကြောင့်တက်တာလဲကိုယ်တေချာရှင်းပြတယ်တေချာ explain လုပ်တယ်တနောက်ဆိုရင်ဒီလိုမျိုးတွေမလုံးနဲ့ဒါမျိုးအဲ့လိုဟိုပြောပြရပါတော့ tip tips တွေဒါမျိုးနဲ့တွေ့ရင်တော့ဒါအင်မတန်ကံကောင်းတယ်လို့ပဲပြောရမှာနော်ဆိုတော့ဒါ၃ဘိုင်းပေါ့ university မရွေးခင်တစ်ဘိုင်းရင် တက်နေတဲ့အချိန်မှာဘာလုပ်ရမလဲတပိုင်းတက်ပြီးတော့ဒီမှာအတံဝင်းကြောက်လုပ်မယ်ဆိုရင်တပိုင်းသုံးပိုင်းပါတကယ်လို့ကြောင်းရွေးရတာခက်တယ်ဆိုတော့ခုနကကြောပြောတော့အရင်ဆုံးကိုနဲ့ budget နဲ့ကြိုက်တာဒီအိမ်နဲ့ဝေးရနဲ့အဲ့လိုမျိုးတေချာစဉ်းစားကိုက blue point of view ကနေကြည့်ပြီးတော့ကြောင်းကကောင်းလဲဆိုးလဲစဉ်းစားပါတယ်ဒါမျိုးတွေရွေးပြီးတော့ short list ထုတ်ထားတဲ့ university list ကိုကျွန်တော်လာပြောလို့ရပါတယ်အဲ့ဒီထဲမှာကျွန်တော် advice ဆက်ပေးပြီးတော့ဟိုသုံးဖြတ်ချက်ချလို့လည်းအောင်တော့အကူအညီပေးလို့ရတယ်ဗောနော်